အလုံးမင်္ဂလာပါသူတစ္ဆကန်စန်ဂျူရီဂိမ်းမတ်စ်ကနေပြန်လဲကြိုဆိုလိုက်ပါရယ်ကျွန်တော်ဒီနေ့ဒီနေ့ပဲထွက်ရှိလာရဲ့ Phobia ရဲ့ Starlight Skin Matrix Maverick ကိုဝတ်သိမ်းဝတ်သိမ်း review တောင်းရှိပါရယ်အဲ့တော့စလိုက်ရအောင်ဗျ Phobia ဟာ Matrix War ကြီးတစ်ခုရဲ့ရောင်းနေရဖြစ်ပါရယ်ဆက်စပ်ရင်သူ့ရဲ့ Monolith ကြီးတဲ့ကို Circus Line တွေစီးဝင်နေရတွေ့ရမယ် Monolith အပြစ်သွားတဲ့အချိန်မှာတော့အဲ့ဒါကြီးနဲ့လွတ်ရပြီးထောင်းချလိုက်ပါရယ် circuit lines တွေကိုတေချာကြည့်ရင်ပင့်ကူပုံစံတွေ့ရတာသတိထားမိမှာပါနောက်ဆုံးမှာလည်းပင့်ကူပုံပတ်တန်နဲ့ emergency symbol လေးပေါ်လာမယ် starlight background ကိုသုံးထားပြီးပိတ်သက် skin တစ်ခုပါပါရဲ့နောက်တစ်ချက်က dilla starlight ရဲ့ UI ကိုလည်းအသေးပြန်ပြင်ပေးထားပါပဲ in game ဆိုင်မှာအပြာနဲ့အနီရောင် futuristic mecha armor ဆင်တာရဲ့သူ့ပုံစံ terminator လိုဗိုင်မျိုးရစေရပေါ့နော် monolith ကိုလည်းအလဲမှာ one in sign နဲ့အတူအနီရောင် mecha armor နဲ့ပြန်ပြင်လာသူရပါရဲ့ ဘေးစက်အထက်မှာအရင်ကအနက်ရောင် stroke effect လောက်သာပါခဲ့ပေမဲ့ဒီမှာတော့ metallic decal design လေးပါလာပါရဲ့ကာလာကိုလည်းကြည့်လို့လောက်အောင် အပြာနဲ့အနီးဝါးရောင် gradient color တောင်းလာရဲ့သဘောကျစရာက passive point နေရင်အဲ့ဒီ race cycle လေးပါရောင်တန်းနေရပါပဲ passive ခေါင်းဝင်သွင်းလေ trail effect ရော shielding effect လေးကြီးရော metallic design လေးလောက်ထားရဲ့ ultimate အတွက်ပြထားတဲ့မြားလေးတွေကိုပါ gradient color ပြောင်းတာသိရပါရဲ့ enemy hidden effect နေနဲ့လေ circuit lines လေးတွေတောင်းတာအကြောင်း ီ basic attack မှာရင် visual အသစ်2မျိုးလောက်ပါတဲ့အပြင် color ပိုင်းလည်းအားရစရာကောင်းတယ်လို့ဆိုရမယ်ဗျ။ scale 1 demonic impact သူ့ရဲ့ monolith ကြောင်းတိုင်ကြီးနဲ့ထောင်းချလိုက်တဲ့အခါအရင်ဆုံးတွေ့ရမှာက gradient color burst effect ကြီးတွေပါပဲ။အရင် normal မှာလည်း burst effect ပါပေမဲ့မတိမတာအငွေ့ effect လောက်ပဲသုံးခဲ့ရပါ။ဒီလို burst effect ကြီးတွေအပြင်0101ဆိုတဲ့ binary cost effect တွေလည်းပါပါရဲ့။ဒါတော့ unit လို့ခေါ်နိုင်လိမ့်မယ်။ ground design ကိုတော့ technical circuit lines လေးတွေပြောင်းပေးတာပါပဲအရင်ကအကွက်ရည်ထက်စာရင်ပိုတန့်သွားရဲ့ဒါနဲ့နေ scale 1ကမပြီးွားပါဘူးဒုတိယတစ်ချက်မှာတော့ ground circuit design ကိုအစ်စ်တမျိုးပြောင်းထားရဲ့အပြင်မထောင်းငင်ကလေးက range effect လေးပေါ်နေမှာဖြစ်တယ်အရင်ကအလယ်မှာမျိုးလုံး effect လေးပိုလာသလိုပဲဒီမှာလည်း 3D paint ကို design လေးပိုလာပါရဲ့ပေါက်ထွက်သွားချိန်မှာဆိုပင့်ကူလေးချွတ်တက်လာပြီး technical circuit effect တွေထွက်လာမယ် enemy mark ကိုလည်း1နဲ့ sign လေးဖြစ်ပြောင်းသားပါတယ်ဒီမှာဆို 3D effect သုံးတာက outstanding ဖြစ်နေမှာပါပဲအဲ့တော့ဒီ scale 1မှာ bus effect နဲ့ binary cost တွေ 3D ဆန်ဆန်ပင့်ကူ effect တွေလို့ visual တွေများများသုံးဝေးထားပြီး ground design လည်း2မျိုးလောက်ပါဝင်တဲ့အတွက် rating ကို8.5ပိုင်းထံဖေးထားပါတယ်ဗျ scale 2 dark wave သူ့ရဲ့ monolith ကြီးကနေ technical flow effect တွေထွက်လာမယ်အဲ့ဒီ effect color ရော range h color ရော gradient အယောင်လေးတုံးတာမျိုးကြည့်လို့လာရဲ့ range area မှာလည်း scale 1 to 1လို့ circus lines တွေတွေ့ရပါတယ်။နောက်တစ်ချက်က monolith design အသစ်ကိုဒီမှာတင်ရှာမြင်ရမှာဖြစ်ပြီးခွဲလိုက်တဲ့အခါ warning sign နဲ့အတူ holographic screen လေးပေါ်လာမှာပါ။အရင် normal တော့ကဆိုအနက်ရောင် flow effect တွေအငွေ effect တွေလောက်ပဲပါခဲ့တာမို့ဒီမှာ color ဘိုင်းရော motion effect ဘိုင်းရောတတ်နိုင်တဲ့လောက်ပြောင်းပေးထားတယ်လို့ဆိုရမယ်ဗျ။ rating အနေနဲ့အိပ်ပန်ထမ်းပေးပါရဲ့။ ultimate infernal pursuit OBS လေပေါ်တက်သွားချိန် enemy စီမှာ warning sign နဲ့ radar စက်ကွင်းလေးပေါ်နေမှာဖြစ်တယ်။ထောင်းချလိုက်ရင်တော့ gradient color metallic decal effect ကြီးထွက်လာမှာပါ။အဲ့ဒါနဲ့အတူ binary code အတန်းလိုက်တွေလည်းတွေ့ရမယ်။မြေပြင်မှာတော့ scale 1တော့အတိုင်း gradient burst effect တွေ spider emblem နဲ့ circuit ground design တွေအကုန်ပြန်ပါလာပါရဲ့။အရင်တော့မှမှဆိုအနက်ရောင်အငွေ့တွေအကြရွေတော့ပဲပါခဲ့ရကနေအခု star light မှာတော့ visual အစုလိုက်နဲ့တေချာ develop ဖြစ်လာတယ်လို့ဆိုရမယ်ဗျ။အဲ့ဒါကြောင့် rendering နေနဲ့8.5ပဲတန်း က်ပေးဖြစ်ပါရဲ့ဗျ။ summary အနေနဲ့ဒါက phobias ရဲ့၄နှစ်လောက်ကြာပြီးမှပထမဆုံးထွက်လာတဲ့စကင်ဖြစ်တာနဲ့အညီ effect ရောကာလာရော effect နီးနီးလောက်လောက်အောင်တော့တေချာလုပ်ပေးတာတွေ့ရရဲ့။ lactic နေရာဆိုလို့မရှိတော့ပါပဲ။ဆိုတော့ overall rating အနေနဲ့အိပ်ပန်ထမ်းပေးပါရဲ့။သင်က phobias main player လည်းဖြစ်မယ်။၃ရောင်ဆက် green color နဲ့ technical effect တွေတဘောကြတဲ့သူဆိုရင်တော့ဒီ matrix maverick က within a second ထူပြောင်းပြောရင်အခုဆိုရင် new new zoo chen ဟာ green နဲ့မှာရောက်ရှိနေပြီဖြစ်ပါရဲ့။ ဒီလို NMU Global Stand နဲ့ Global Vision ပြေးနိုင်တဲ့အပြင်ကို့တင်မိတ်တွေကို Movement Speed တိုးစေတဲ့ဒီ Mage အသက်ဟာကို့အနာကိုကတ်လာတဲ့ Hero ရောင်ပြန်သွန်းကန်နိုင်တဲ့ Passive လည်းရှိပါသေးရဲ့ဆိုတော့ဒီ Mage အသက်ကိုကန်ရအခြေအနေဘယ်လိုရှိလဲဆိုတော့ကောင်းမှာယူရောက်ခဲ့ကြပါအောင်ဗျ See you guys next time